မေဂျာအဆင့်ပြိုင်ပွဲကမှချန်ပီယံဆုရရှိထားတဲ့နာမည်ကြီးအမေရိကန်ဂေါ့ဖ်ကစားသမားဂျော်ဒန်စပီဟာပပယ်ဘီချ်ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပြီးသူ့အတွက်၉ချိန်မြောက် PGA တိုးချန်ပီယံဆုကိုစွခိုးနိုင်ခဲ့တယ်လို့သိရပါဗျ။အသက်23နှစ်အရွယ်ကမ္ဘာအဆင့်6ဂေါ့ဖ်ကစားသမားဖြစ်တဲ့ဂျော်ဒန်စပီဟာပပယ်ဘီချ်ပြိုင်ပွဲမှာသတ်မှတ်ရချက်268ချက်ထက်ရှော့ရိုက်ချက်16ချက်ရရှိခဲ့ပြီးအခုလိုချန်ပီယံဆုကိုရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ စပီဟာ54ကျင်းပြီးမှရှော့ရိုက်ချက်6ချက်အသာနဲ့ဥဆောင်နိုင်ခဲ့သလို65ကျင်းအထိဇက်တိုက်ဥဆောင်ထားနိုင်ခဲ့တဲ့အတွက်ကြောင့်အနီးကပ်ဆုံးပြိုင်မဲ့ဖြစ်တဲ့တနိုင်ငံနဲ့သာကယ်လီခရက်ကိုရှော့ရိုက်ချက်၄ချက်အသာရရှိခဲ့ပြီးချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျော်ရန်စပီကမယုံနိုင်စရာပါပဲကျွန်တော်အတွက်ထူးခြားတဲ့သတင်းပတ်ကုံကာလပါပဲအခုဆိုရင်တော့2018ခုနှစ်မှာပထမအောင်ဆုံးစူပလာကိုရယူနိုင်ခဲ့ပါပြီလို့ပြောကြားခဲ့ပါတယ် ဂျော်ရန်စပီရဲ့ Golf Gaza သမားဘွားအကြိမ်တရာမြောက် PGA ပြိုင်ပွဲမှာမြက်ခင်းပေါ်ကိုနှစ်ချက်ထဲနဲ့ရိုက်တင်နိုင်ခဲ့ပြီးဒုတိယမြောက် Par 5ကျင်းမှာလည်းတက်မှတ်ရိုက်ချက်ထက်တစ်ချက်လျှော့ရိုက်နိုင်ခဲ့ပါတယ်။ဒါ့အပြင် Par 3 18ကျင်းမြောက်မှာ Birdie မရခင်အထိလဲ Par 14ကျင်းရရှိခဲ့ပါတယ်။ Jordan's Bay ဟာ2015ခုနှစ် Master ပြိုင်ပွဲနဲ့ US Open ပြိုင်ပွဲတွေမှာ Champion ဆုရရှိထားသူဖြစ်ပြီးအခုတကြိမ်ရရှိခဲ့တဲ့ Pebble Beach Champion ဆုဖလာဟာအခုနှစ်အတွက်ပထမဆုံးဆုဖလာဖြစ်လာခဲ့ပါတယ်။ Jorance Bay ရဲ့နောက်မှာတော့တနိုင်ငံသေးသော Crash ကရှော့ရိုက်ချက်15ချက်နဲ့ဒုတိယ US Open Champion Dustin Johnson ကရှော့ရိုက်ချက်14ချက်နဲ့တတိယနေရာမှာအသီးသီးရပ်တည်နိုင်ခဲ့ပြီးကမ္ဘာအဆင့်တစ် Australia Golf ကစားသမား Jason Day ကတော့ရှော့ရိုက်ချက်12ချက်သာရရှိခဲ့တယ်လို့သိရပါဗျာ။